ကျွန်တော်နာမည်ကတော့ငင်းမပြောပါလက်ရှိကျွန်တော်တောင်ယူထားတဲ့ club ကတော့ Tanner Tigers ဘူဇာ club ဖြစ်ပါတယ်အဲမှာတော့ကျွန်တော်က၂000ကျပ်နေရာနဲ့တောင်ယူထားပါတယ်ဒီနေ့ပွဲနိုင်ပွဲရတဲ့အတွက်တော့တကယ်ဝမ်းသာပါတယ်ကိုလီသင်းကပြင်ဆင်ချိန်နဲ့စိတ်မရှိခဲ့ဘူးဟိုဒီရောက်ပြီးတော့မှကလေးတွေနဲ့ကြုံတွေ့ခဲ့တဲ့ကြုံခဲ့ရတဲ့အတွက်ကျွန်တော်တို့ကပြင်ဆင်ချိန်ပဲမစားမရတဲ့ပုံမှာဒီကလေးတွေအနိုင်ရတဲ့ရအောင်လုပ်ပေးပါမယ်ကျွန်တော်တို့ကအတိုင်းမသိဝမ်းသာရဲ့ဒီကလေးတွေကစကားအရမ်းနားထောင်နေ ဟိုဒီပြောရင်ပြောတဲ့တိုင်းလိုက်လုပ်ပြီးတယ်အဲ့တော့ကြောင့်မဟုတ်လို့လည်းဒီလိုမျိုးလုပ်နိုင်တယ်လို့ကျွန်တော်တော့ထင်ပါတယ်ဒါကတော့ကလေးလေးရဲ့ပင်ကိုအသိစိတ်ပေါ့နော်တို့ရဲ့ညီပြဆရာပေါ်မှာညီပြဆရာဘယ်သူလဲဘဝလဲဘယ်ကလဲဆိုတော့တို့စိတ်ဝင်စားတို့ညီပြလုပ်ပြီးနေဆရာဘယ်တို့စိတ်ဝင်စားတယ်ဒီညီပြဆရာဒီလိုလုပ်လို့ပြောတယ်တို့ကဂျီတိုင်းလိုက်လုပ်ပြီးတယ်ကျွန်တော်တို့ defense လိုက်မယ်ဆိုပြောရင် defense ကြီးပြန်လိုက်ပြီးရဲ့မမကြီးလိုက်ယူလိုက်ပြီးတယ်ကျွန်တော်တို့ရပြောစကားကိုတသေးသေးသိမ်းလိုက်ပြီးတော့နားထောင်ပြီးရဲ့အဲဒီကြောင့်မလို့တတို့ကလည်းဒီလိုအချိန်တို့ဒီမှာကျွန်တော်တို့ ਨੇ မြန်မြန်ဆန်ဆန်အထိုင်ကြတာအဲနောက်တစ်ခုကတော့ ိုးသမားလေးအနေနဲ့ကဒီနေ့ပွဲမှာမှမဟုတ်ဘူးရှေ့ပွဲကြီးမှာလည်းအသင်းကိုကယ်တင်ခဲ့တယ်ဟိုအရင်ပွဲက ISB နဲ့ပွဲမှာလို့ဆိုလို့ရှိရင်လည်းသူကယ်တင်ခဲ့လို့ပဲကိုရီးယားအနိုင်ရလာရခဲ့တာဒီနေ့ပွဲမှာဆိုရင်လည်းဟောသူ့ရဲ့ဆုံးဖြတ်ချက်ကြီးကောင်းတယ်စေတာကြီးကောင်းတယ်အဲဆုံးဖြတ်ချက်ကြီးတစ်ခုကြောင့်ပဲအာမဖြစ်ဟိုအနီကလေးထိသွားခဲ့တာပေါ့ဒါပေမဲ့ဟိုကလေးကိုတော့အရင်စူတာမှတာမျိုးရှိဘူးဒါဒီဆုံးဖြတ်ချက်ကတော့လက်လက်တင်ခံရမယ့်ဆုံးဖြတ်ချက်မျိုးပါပဲအဲတော့ကလေးကိုနောက်ပွဲမှာအနာပေးပြီးတော့ပြန်အားပေးပြီးတော့နောက်ပွဲတွေစပ်ပြီးတုံးလို့ရအောင်လို့ကျွန်တော်တို့ပြန်ပြင်ဆင်မှာပါ ကျွန်တော်တို့အတင်းကိုလက်ရှိကွင်းထဲမှာလာပြီးအားပေးနေတဲ့ပရိသတ်တွေရောဒိုင်းမောင်ကနေပြီးတော့အားပေးနေတဲ့ပရိသတ်တွေအကုန်လုံးကိုကျွန်တော်တို့ကကျေးဇူးတင်ပါတယ်ဒီရလက်ကောင်းတွေကိုလည်းနောက်ပွဲမှာလည်းရလက်ကောင်းတွေရအောင်ထပ်ပြီးစူးစမ်းသွားမယ်လို့ကျွန်တော်တို့ကလည်းပြောချင်ပါတယ်အချိန်အကယ်၍များကွင်းကိုကိုယ်တိုင်ကိုကြလာပြီးကြည့်လို့ရတယ်ဆိုလို့ရှိရင်လည်းကွင်းထဲအရောက်ထိလာပြီးအားပေးဖို့လည်းကျွန်တော်တို့ဖိတ်ခေါ်ပါတယ်အကယ်၍များဒီထိလာမကြည့်နိုင်ဘူးဆိုလို့ရှိရင်တော့ဒိုင်းမောင်ကနေကျွန်တော်တို့အတင်အားပေးဖို့ကြိုးပမ်းလိုက်ပါတယ်အကောင်းဆုံးကျေးဇူးတင်ပါတယ်